မင်္ဂလာပါရှင်ရှမ်းအကူမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်အတွင်းငလျင်တန်တင်ဒေတာများ ပြည်လဲထူထောင်ရေးလုပ်ငန်းညီနိုင်အစည်းအဝေးတက်ရောက်ညောင်ရွှေမြို့နယ်အင်းလေးဒေတာတို့တွားရောက်ကြည့်ရှုတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နဲ့အတူပြည်နယ်ဝန်ကြီးများပြည်နယ်စင်ဌာနဆိုင်ရာများမှတာဝန်ရှိသူများသည်မတ်လ30ရက်နနက်၈နာရီကအစိုးရဖွဲ့အရေးသားဧကမ်းမာတွင်ရှမ်းပြည်နယ်တွင်ငလျင်တန်တဲ့ဒေသများပြည်လဲထူထောင်ရေးအတွက်လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းညီနိုင်စီဝေးတွင် ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရှမ်းပြည်နယ်တွင်ငလျင်ဘေးဒဏ်ကြောင့်အင်လီဒေတာတွင် ထိခိုက်ပျက်စီးမှုအများဆုံးတွေ့ရှိရပါကြောင်းတက်ကြီးရွယ်အများကိုဝင်ဆောင်များမတန်ဆွမ်းသူများအတွက်ယာယီစခန်းဖွင့်လှစ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပြိုကြပျက်စီးခဲ့ရသည်စာတင်ကြောင်းစည်းကမ်းများကိုလည်းပြန်လည်တိဆောက်ရေးအတွက်ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်းရင်းလေးဖောင်တော်ဦးဖေရပြန်လည်ပြုပြင်တိဆောက်ရေးအတွက် သက်ဆိုင်ရာအင်ဂျင်နီယာပညာရှင်များကျွမ်းကျင်ပညာရှင်များဖြင့်ကောမဒီများစနစ်တကျဖွဲ့စည်းကဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းရှမ်းပြည်နယ်ဆိုရအဖွဲ့အနေဖြင့်ပြန်လည်တိဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်အချိန်တွင်စေတနာရှင်လုပ်ငန်းရှင်များကိုလည်းပါဝင်ဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်ရန်လိုအပ်ပါကြောင်း။အင်းလီဒေတာပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုစနစ်တကျကုတ်ကဲကြီးကြပ်၍ဆောင်ရွက်ပေးကြစီလိုကြောင်းပြောကြားခဲ့ပါသည်။ အဲ့ဒီနောက်တက်ရောက်လာသည့်ပြည်내ဆင်သက်ဆိုင်ရာဌာနပြည်내ဦးစီးမှုများကငလျင်တန်တင်အင်းလေးဒေတာအတွင်းပြည်내ထူထောင်ရေးလုပ်ငန်းများအတွက်လုပ်ငန်းကဏ္ဍအလိုက်စီမံဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရင်နောက်ပြည်내တိုင်းရင်းသားရာဝင်ကြီးဦးအောင်ကြည်ဝင်းကငလင်တန်းကြောင့်အင်လီဒေတာတွင်ထိခိုက်မှုရှိခဲ့သောဇီဝများကိုကန္တာလိုက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ပေးစီလိုကြောင်းပြောကြားခဲ့ပါသည် ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ညောင်ရှိမျိုးရှေဟောင်းတမိုင်းဝင်တိတ်နန်းစီတီတော်မြတ်ကြီးဓမ္မယုံတွင်ရောက်ရှိနေသည့်ငလျင်တန်တဲ့နန်းသေးကျွော်အိုစုရှေဝါကြီးကျွော်နှင့်အိုင်တောင်ကြီးကျွော်တို့မှဒေသခံပြည်သူများနှင့်တွေ့ဆုံ၍အားပေးစကားပြောကြရာတွင်ရှမ်းပြည်နယ်အတွင်းငလျင်တန်တဲ့နေရာများတွင်ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်နဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့ကဆောင်ရွက်ပေးနေသလိုဒေသခံပြည်သူများကလည်းဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြစီလိုပါကြောင်းကြိုကြသွားသည့်နေအိမ်များပြန်လည်ဆောင်ရွက်နေသည့်အချိန်တွင်ယာယီစခန်း၌နေထိုင်စားသောက်ရေးအဆင်ပြေစေရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ငလျင်တန်ထိခိုက်ခံခဲ့ရသည့်နေရာတိုင်းတွင်ကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မျက်မျှတတဖြစ်အောင်စနစ်တကျစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းကျန်းလေထူထောင်ရေးလုပ်ငန်းများကိုဒေသခံပြည်သူများနဲ့တွေ့ဆုံ၍လိုအပ်သည့်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ရင်နောက်ပြည်내တိုင်းရင်းသားရေးအဝန်ကြီးကငလျင်တန်တင်ပြည်သူများအတွက်ကူညီဆောင်ရွက်သွားမည်အခြေအနေများကိုပြောကြားပြီးယာယီစခန်းတွင်ရောက်ရှိနေသည့်ငလျင်တန်တင်ပြည်သူများအတွက်စံစီစားနှင့်အခြားထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရပါသည်။ ထိုမှတဆင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ငလင်တန်တဲ့နန်သေးကျေးရအောင်စုအိုင်တောင်ကြီးကျေးရတို့တွားရောက်ကဒေသခံပြည်သူများနဲ့တွေ့ဆုံ၍အားပေးစကားပြောကြားကနန်သေးကျေးရအောင်စုအတွင်ရှိရှေးဝါကြီးကျေးရနဲ့အိုင်တောင်ကြီးကျေးရအတွင်ရှိငလင်တန်တဲ့ပြည်သူများအတွက်ယာယီနေထိုင်စားတောက်ရေးအတွက်မိုးကများတပတ်စာဆန်းနှင့်စားရိတ်ခါများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ငလင်တန်တဲ့အိုင်တောင်ကြီးကျေးရနဲ့ ရေလဲအခမ်းမှာညောင်ရွှေမြို့ပေါ်ရှိ ငလျင်တန်တဲ့အန်နီယရှိဟိုတယ်များအားလှည့်လည်ကြည့်ရှုပြီးအန်နီယရှိအဆောက်အဦများအဖြစ်သက်မှတ်ရန်သက်ဆိုင်ရာဌာနဆိုင်ရာများအားမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်